နေဥပရေတာ30ကူးဆက်တတ်တဲ့ကံခေကံစိုးမှုတွေကိုရှောင်ပါသဘောတရားသူများကံကြောင့်ကိုပါခံရတတ်တယ်စိတ်ခံစားချက်တွေဆိုတာကကက်ယောဂါတွေလိုပဲကူးဆက်တတ်တယ်ယနေ့သူကိုကံနေတယ်လို့ထင်နေရပေမဲ့ကိုယ်တိုင်က ရေထဲခုန်ဆင်းသလိုဖြစ်သွားတတ်တယ်ကံစိုးမှုတွေကိုကိုယ်တိုင်ဖန်တီးမိလို့ကံခေသူတွေဖြစ်သွားတတ်တယ်အဲ့ဒီလိုကံခေသူတွေကြောင့်ကိုပါကံစိုးသွားနိုင်တယ်ကံစားရာမြင့်သူတွေနဲ့သာပေါင်းတင်ဆက်ဆံပြီး ကံကောင်းမှုတွေအမြဲရှိနေပါစေ။ဤစဉ်အခြေအနေမျိုးမျိုးကြောင့်ကံဆိုးမိုးမောင်ကြပြီးဒုက္ခရောက်နေကြတဲ့သူတွေအပေါ်တဏှာညာတာစိတ်ထောက်ထားစာနာစိတ်ဝင်မိကြတာမှမားပါဘူး။အကူအညီလိုအပ်သူကိုမျှော်ကိုမှုတစုံတရာမရှိဘဲတန်ရှင်းစင်ကြယ်တဲ့စေတနာတသက်နဲ့ကုညီတက်တာက ကောင်းတဲ့အပြုအမူဖြစ်ပါတယ်။တချို့လူတွေကြတော့ကံဆိုးစရာအကြောင်းလဲမရှိသလို့ ဆင်းရဲဒုက္ခရောက်သွားเสียအရေးကိစ္စအထွေထူးမရှိပါဘဲနဲ့စိတ်အလိုလိုက်မိုက်မဲမှုတွေကြောင့်အကောင်းကြီးကနေအစိုးတကအစိုးဆုံးအခြေအနေရောက်သွားခဲ့ရပြီးကိုအပါဝင် ကိုအနီနာပဝန်းကျင်ကိုပါစိတ်ဆင်းရဲမှုတော့ကအပူကူးဆက်အောင် လုံမိတတ်ကြတယ်။စိုးရိမ်စရာတွေနဲ့ဒုက္ခရောက်နေတဲ့သူတွေကိုစိတ်တက်တာရရသွားအောင် နှစ်သိမ့်ပေးတာတွေအားပေးအမြောက်လုပ်ပေးတာမျိုးကကောင်းပါတယ်။ဒါပေမဲ့စိတ်အလိုလိုက်မိုက်မဲတက်ပြီး မိုက်မိုက်ကန်ကန်တစတို့လှုပ်တက်ကြတဲ့လူမိုက်တွေကိုတနာစိတ်ဝင်ပြီလို့ဘလို့ပဲအကျိုးအကြောင်းပြဆုံးမသွန်သင်ပါစေအကျင်စိုးတွေကိုပြုတ်ပြင်နိုင်အောင်ဘလို့ပဲနီလန့်ဆောင်အောင်လမ်းညွန်ပါစေသူတို့ကိုအစွဲချွတ်လို့ရမှာမဟုတ်ပါဘူးအဲ့ဒီအစားအစွဲချွတ်အောင်ချွတ်တဲ့သူကအစွဲမချွတ်နိုင်ပဲသူများအပူကိုအပူဖြစ်ကူးဆက်ခံလိုက်ရပြီးအလိုမကျစိတ်အခဲမကြေစိတ်မကြေလည်စိတ်တွေနဲ့စိတ်ပင်ပန်းရတတ်ပါတယ်လူတွေရဲ့စိတ်ခံစားချက် စိတ်နေစိတ်ထားစိတ်အမှုကျင့်တွေကအင်မတန်ကူးဆက်လွယ်ပါတယ်လူမှန်ရင်စိတ်စောရဲ့အရှင်ဟုံကိုဆန့်ကျင်လို့လုံးဝမရပါဘူးလူအချင်းချင်းထိတွေ့ဆက်ဆံနေသမျှခံစားချက်တွေကိုမျှဝေခံစားရတာကြောင့်လူမှုအတိုင်းဝိုင်းရဲ့လို့ဖြစ်လာတာပါ လူတွေက လူအဖြစ်ရှင်သန်နေသည်၍လူခံစားချက်စဝန်ထဲကနေယုံထွက်လို့မရပါဘူးဒါပေမဲ့ဩဇာအာဏာအရှင်ဟောကစားပွဲကြီးတဲ့သူထက်တာနိုင်သူဖြစ်ချင်ရင်တော့ လူကြည့်ပြီးပေါင်းထပ်ဖို့လိုတယ်။ခန်းစားချက်ပြင်းထန်တဲ့လူတွေနဲ့မဖြစ်မနေပေါင်းသင်းဆက်ဆံရရင်ကက်ယောဂါကိုကာကွယ်တယ်လို့မျိုး သူများအပူမကူးဆက်အောင်ကာကွယ်ခုခံတတ်ရမယ်။တန်ဖိုးရှိတဲ့အရေးချင်းတွေအချင်းတွေခွန်အားတွေကို သူတို့လို အပူတွေတွေအတွက်နဲ့မကုန်စေနဲ့။အလှအသက်မဖြစ်ပါစေနဲ့။အပူတွေကြရောက်သွားခဲ့ရင်ရှင်နွန်တော်တဲ့ကနေရုံထွက်ရတယ်လို့မျိုးသဘောထားပြီးလွတ်ရကျွရရက်ကိုထွက်ပြေးပါကယောဂါရှိတဲ့ရက်ကနေ ကပ်ပေးလွတ်တဲ့ရက်ကိုအရောက်သွားပြီးယောဂါရှောင်းတယ်လို့အပူတော်တွေကနေယုံထွက်ပြီးအပူကင်းတဲ့နေရက်ကိုအရောက်ထွက်ပြေးပါစိတ်ခံစားချက်တွေဆိုတာကတန်လိုက်နဲ့တူပါတယ်တူရတူရဆုတဲ့သဘောရှိတာကြောင့်အပူတဲ့နာနေရင်အပူတွေပဲစုပြုံလာပြီးအပူတော်တွေမှာမောနေရတတ်ပါတယ်ကိုယ့်အပူမဟုတ်တောင်မှသူများအပူကြောင့်ကိုပါစိတ်ဆင်းရဲရတတ်တယ်အပူမကူးပါစေနဲ့အပူတွေကကယောဂါလိုမျိုးနီးစက်ရာကိုခုန်ကူးပြီး ို့လိုဖြစ်အောင်ဆက်သွင်းတတ်ပါတယ်။ရည်ရချက်ရှိရှိနဲ့သူတစ်ပါးကိုစိတ်ဆင်းရဲသွားအောင်လှုပ်ကြတာမျိုးမဟုတ်ပင်မဲ့လူစိတ်ခံစားချက်ရဲ့အလုံးလုံးပုံကအဲ့ဒီလိုမျိုးကူးဆက်တတ်တဲ့သဘောရှိပါတယ်။ကိုယ့်ဘက်ကတော့စိတ်ကောင်းစေတနာနဲ့အပူတွေတွေကိုစိတ်သက်သာရအောင်တွားဖြောင်းပြပင်မဲ့အပူတော်တဲ့ကနေရုံထွက်နိုင်လောက်တဲ့စိတ်ခွန်အားမရှိတဲ့အခါမှာအပူတွေတွေဟာစိတ်ခွန်အားတွေပြေဝနေတဲ့နေစရာလူတွေစီကနေသွေးဆုပ်ဖောက်ကောင်တွေလိုစိတ်ခွန်အားတွေကို ရရင်ရနိုင်သလောက်စုပ်ယူတတ်ကြပါသေးတယ်။တကယ်တမ်းကိုကိုကိုခွန်အားစုပ်ယူလာမှန်တတိထာမီလိုက်တဲ့အချိန်လေးရောက်ရောကိုလည်းသူများနေတူအပူသည်ဖြစ်မှမသိဖြစ်နေပါပြီ။ဒါကြောင့်ကက်ယောဂါဆိုတဲ့ကိုဆက်မြန်တဲ့ဒီယောဂါဆိုကြီးကနေဘလို့ခုခံကာဝယ်ကြမလဲ။အပြောအဆိုအမှုအကျင့်နဲ့ပဝင်းကျင်အပေါ်လက်ညှိုးထိုးပြကြတဲ့လူမှုကိစ္စပြဿနာပရိပက္ခအကြောင်းရင်းတွေကိုကြည့်ပြီးလူတွေရဲ့စိတ်ကံစားချက်အခြေအနေကိုခံမှန်းလို့ရတယ်။အပူသည်တွေဟာ လူတော်တဲ့ဝင်တိုင်းသူတို့ကိုသူတို့ပေါ်လွင်အောင်ချပြတတ်ကြတယ်။သူတစ်ပါးရဲ့ကရုဏာစိတ်ကိုခွင့်ကောင်းယူပြီးမျက်ရည်ရှူလေးရှိကြတယ်။ကံခင်မှုကိုအကြောင်းပြပြီးကံဆိုးမှုတွေကိုတမင်သက်သက်အဆုခံတတ်ကြတယ်။တနာစရာအတိတ်အိမ်တော်ရေးပြဿနာသမီးစားအချင်းချင်းမတည့်မှုငွေဘူးကျွေးဘူးအလုပ်ဘူးကျမ်းပါရေးအမွေကိစ္စဆက်သဖြင့်ပေါင်းသင်းဆက်ဆံနေတဲ့တစ်ဖက်လူတွေရဲ့ဇယိုက်အလိုက်လူမှုအစဉ်အတန်းအလိုက်အနေအထားအလိုက် အခြေအနေအရအကြောင်းမျိုးမျိုးပြပြီးလောက်ကျန်ဆက်တွေထွင်နိုင်တယ်လို့တကယ်ဖြစ်ရဆိုရင်လဲပုံကြီးချေကပြောဆိုပြီးကို့အပူကို သူများအပူဖြစ်အောင်မတိမတာယောဂါဖြန့်တက်ကြတယ်အပြောကောင်းရင်ကောင်းတယ်လို့မျက်ရည်ကောင်းရင်ကောင်းတယ်လို့အကြောင်းပြတဲ့ဇလန်းကောင်းရင်ကောင်းတယ်လို့သူတို့ရဲ့အပူဇလန်းမှာဒရမာရီနဲ့ရပ်ပတ်ခံလိုက်ရပြီးအနေအထားအလိုက်တနာဖို့ကလွဲရင်ကျန်တာဘာလို့လို့လုတ်ပေးရမှန်းမသိတဲ့အစုံအာနာစိတ်နဲ့တကြွကြွဆုပ်ထိုးပြီးအပူတွေရဲ့စိတ်ကြိုက် လိုက်ရောမိတတ်ကြတယ်။အဲ့ဒီလိုလက္ခဏာမျိုးတွေကိုလိုက်ကြည့်ပါ။မျက်ခြေမပြတ်ကြည့်ပါ။နားထောင်ကောင်းပါတယ်ဆိုတိုင်းအပြောကောင်းနောက်လိုက်ပြီးမခံစားမိစေနဲ့။အမျော်မြင်ကြီးစွာထားပြီးပါနဲ့ပါ။တဏှာစိတ်ကိုလွယ်လွယ်မဖြစ်ပါစေနဲ့။တဏှာတက်တဲ့စိတ်ဟာလုံးဝမကောင်းပါဘူး။ကရုဏာစိတ်ဟာမြင့်မြတ်တဲ့စိတ်ထားဖြစ်ပါတယ်။သို့တော့တဏှာစိတ်ကကိုယ့်ကိုယ်ကို ဖြည့်ဆည်းရကြတဲ့စိတ်ဆိုးစိတ်ယုတ်ဖြစ်တယ်လို့တပတ်သားကို ရုပ်ဆက်တဲ့အញ្ញံစားစိတ်ဖြစ်ပါတယ်။ တဖက်သားကိုမကူညီနိုင်ရင်စကားလည်းမဆမိပါစေနဲ့တနာလည်းမပြမိစေနဲ့ကရုဏာတတ်တဲ့စိတ်နဲ့တင်ခဝဲဝဲရှောင်လိုက်တာကမှကိုယ့်အတွက်ရောသူ့အတွက်ပါကောင်းပါတယ်အပူတွေရင်နာလုံးဝမသွားပါနဲ့တနာချင်းဆိုတာက တဖက်လူကိုညံဖျင်းသလိုမျိုးသဘောထားရကြပါတယ်တနာเสียရမလိုပါဘူးတဖက်သားကိုလေးစားသောအဖြစ်ကရုဏာစိတ်ထားနိုင်ရင်ပဲလုံလောက်ပါတယ်အပူတွေရဲ့အခက်အခဲကိုတိုက်ရိုက်နားထောင်ပြီးမမေးပြီးပါစေနဲ့ သူတို့အပူကူးစက်ခံရလိမ့်မယ်စိတ်ဆင်းရဲမှုဆိုတာကိုယ်တိုင်လုံးမွေးလို့ခံစားရတာထက်သူများကြောင့်ဖြစ်ရတာများပါတယ်တဆင့်နာတဆင့်စကားကနေစမ်းစစ်ပြီးမှအပူတွေတွေကိုကူညီနိုင်တဲ့အတိုင်းအတာလျောက်ကူညီမဆပါဘာမှမလုပ်ပေးနိုင်ရင်ခဝဝေးရှောင်လိုက်တာကမှအကောင်းဆုံးသောရွေးချယ်မှုဖြစ်ပါတယ်ကယောဂါတွေလိုကူးစက်တာချင်းတူပေမဲ့အကျိုးဖြစ်ပုံချင်းကွဲတဲ့နောက်ထပ်လူမျိုးတွေရှိပါသေးတယ်သူတို့ကတော့ ဉာဏ်ပညာထက်မြက်ကြပြီးဘဝကိုပေါ်ပေါ်ပါပါဖြတ်သန်းနိုင်ကြတဲ့အပျော်တဲတွေပါအပျော်တဲတွေဆိုတိုင်းမယူရဲဆန်ပြီးပေါ်ပေါ်နေပေါ်ပေါ်စားစံကုန်မြေလေးတမားတွေကိုစူလိုတာလုံးဝမဟုတ်ပါဘူးကိုဘဝကိုတိုးတက်အောင်လဲကြိုးစားတယ်လို့ကိုဘဝကိုအမေပြုတ်ပြီးရက်တည်နေတဲ့တခြားဘဝတွေကိုလည်းညှင့်တင်ပေးနိုင်အောင်စွမ်းဆောင်နိုင်ကြတဲ့လူထုလူချင်းတွေကိုပြောတာပါအပျော်တဲတွေကတာယာမှုတွေနဲ့ထုံမုန်းတာနဲ့ရင်မွေးပလင်းလိုပဲ သူတို့နာချင်းကယုံနေတဲ့စိတ်ချမ်းသာမှု စိတ်အေးချမ်းမှုစိတ်သာယာမှုတွေအပြင်အကြည်ဓာတ်တွေကိုပါကူးဆက်ကြည့်နှုတ်ခွင့်ရစေတတ်ပါတယ်စိတ်ခံစားချက်ဆိုတာကတန်လိုက်နဲ့တူတာကြောင့်တာယာပျော်ရွှင်မှုတွေနဲ့ချမ်းသာကြွားဝမှုတွေဟာတာယာပျော်ရွှင်နိုင်သူနဲ့ချမ်းသာကြွားနိုင်သူတွေစီကိုပဲစုပြုံသွားတတ်ပါတယ်အကောင့်တွေစုပြုံနေတယ်ဆိုတာကအကောင့်တွေရောက်လာအောင် အတင်းလုံးယူထားလို့မဟုတ်ပါဘူးကောင်းတဲ့တက်ကန်ရှိနေလို့စွမ်းငင်မိသားဖြစ်နေတာပါ ယူစရာမလိုတော့ပဲရောက်လာတာမျိုးဖြစ်ပါတယ်တယ်လီဝန်းဆိုရင်လူထုတယောက်ပါလူထက်ကလူမျိုးဖြစ်ပါတယ်တာမညပြင်သစ်လူမျိုးတွေနဲ့မတူပဲဉာဏ်ပညာထက်မြက်တယ်ပရိယေမာယာများတယ်ခေပညာတက်ဖြစ်တယ်သူကောင်းမျိုးနဲ့ဖွာတယောက်ဖြစ်တော့အနေအထိုင်ကောင်းမွန်တယ်လူချစ်လူခင်ပေါ်ပြီးလူလေးစားခံတယောက်ဖြစ်ပါတယ်ပြင်သစ်ရဲ့ရှေးအကြဆုံးအိန္ဒိယစည်းဝင်စုကြည့်မျိုးကောင်းမိသားစုကပေါက်ဖားလာတဲ့ရှေးရိုးဆွဲသူဖြစ်ပေမဲ့ဒီမိုကရေစီရဲ့ဆန်နှုန်းနဲ့ ီထောင်ထားတဲ့ပြင်သစ်သမ္မတနိုင်ငံတော်တည်ကြည်ရဲ့အနာဂတ်အဖို့မျှော်လင့်ချက်ကြီးသူဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့နပိုလီယံကြတော့လုံးဝဖီလာကန့်လန့်ကြီးပါတယ်လီဟွန်ကယူကျိုးတိမ်မွေ့ပြီးအနေအထိုင်ကောင်းသလောက်နပိုလီယံကအပြော့မတက်ဘူကန်လန်ပေါက်ဆက်ဆက်သမားပါခောစီခါနယ်ကတော်သားလေးဖြစ်တဲ့အပြင်အချိန်ပြည့်တိုက်မယ်ခိုက်မယ်တတ်မယ်ဖြစ်မယ်ဆိုတဲ့လရဲစရဲလူငယ်မျိုးဖြစ်ပါတယ် ဒါပေမဲ့နပိုလီယံဧကရေဖြစ်လာတော့သူ့အနာချင်းကပ်လာကြတဲ့လူပေါင်းများစွာထဲကမှနပိုလီယံအနေဖြင့်စံပြအဖြစ်ပေါင်းသင်းဆက်ဆံခဲ့သူက တခြားလူမဟုတ်ပဲတယ်လီဝန်ကိုမှရွေးပြီးနေရာပေးဆက်ဆံခဲ့တာပါ။ဘာလို့လဲဆိုတော့တသက်နဲ့တကူနပိုလီယံစီမှာမရှိခဲ့တဲ့အကျင့်ကောင်းစနစ်ကောင်းဟူသမျှကိုတယ်လီဝန်စီကနေသင်ယူနိုင်လို့ကူးစက်ခွင့်ရနိုင်လို့ဖြစ်ပါတယ်။အဲ့ဒီလိုမျိုးအပေါင်းအသင်းကောင်းကိုအနာထားပြီး အကျင့်ကောင်းတွေကူးယူနိုင်ခဲ့လို့နပိုလီယံလည်းဧကရေဖြစ်ပြီးတစ်နှစ်အတွင်းအချိုးပြောင်းသွားပါတယ်။နဂိုတက်အမြင့်ကျယ်သွားပြီးအနေထိုင်ကအစအရာအလုံးပြုပြင်နိုင်ခဲ့ပါတယ်။တတိပုဂ္ဂလအကူရေးကိုတာအကျင့်စရိုက်တွေကိုပဲပြုပြင်ပြောင်းလဲခဲ့တာမဟုတ်ပါဘူး။တယ်လီဝန်းရဲ့အကြံပေးမှုတွေတိုက်တွန်းမှုတွေကြောင့်ပြည်သက်နိုင်ငံအပေါ်အုပ်ချုပ်ပုံတွေအစုံအလုံးပြုပြင်ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။အနာမသက်နိုင်ခဲ့သမျှကို တယ်လီဖုန်းထဲမှာအနာချော့အောင်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်အခုလိုမျိုးစိတ်ခံစားချက်ကောင်းတွေစိတ်အမူအကျင့်ကောင်းတွေကူးစက်ခွင့်ပေးပါ အထုံကောင်းကို ကူးယူခွင့်ရရင် အခွင့်ကောင်းလက်မလွတ်စေပဲတန်ဖိုးထားပြီးကူးယူပါကိုကိုကိုစမ်းစစ်ကြည့်လိုက်တဲ့အခါမှာကိုကဖြစ်ချင်တော့အပူသေးလိုလက္ခဏာတွေရှိနေခဲ့ရင်အပျော်သေးတွေရှိတဲ့နေရာကိုသွားပါ အပျော်သေးတွေနဲ့ပူပြီးပေါင်းသင်းဆက်ဆံပါသူတို့ရဲ့အမူအကျင့်ကောင်းတွေကိုအတူယူပါ သူတို့ရဲ့တွေးခေါ်မျှော်မြင်ပုံတွေကိုနားထောင်ပါစိတ်ပင်ပန်းစရာ စိတ်တက်ကြစရာစိတ်ဆင်းရဲစရာတွေနဲ့မလွဲမသွေကြုံနေရလားဒါဆိုရင် စိတ်ချမ်းသာစရာစိတ်ကြည်ရူးစရာစိတ်သက်သာရာရနိုင်မဲ့အလုတ်ပြောင်းလုပ်ပါစိတ်ခံစားချက်ဆိုတာကကိုယ်တိုင်က တွေးခေါ်ခံစားလို့ဖြစ်လာတဲ့အရာတွေဖြစ်ပါတယ်တန်လိုက်လို့အလုတ်လုတ်တာကြောင့်ကောင်းတာတွေးမှ ကောင်းတာတွေဖြစ်လာမှာပါ အဆိုးတွေကြီးပဲတွင်းနေရင်တော့မကောင်းတာတွေပဲဖြစ်နေပြီး ကံကေကံဆိုးသူဖြစ်နေရပါလိမ့်မယ်အကြောင်းအမျိုးမျိုးကြောင့်အထီးကျန်နေခဲ့ရင်ဘယ်တော့မှ တကူတည်းမဖြစ်ပါစေနဲ့လူအတိုင်းဝင်ထဲဝင်ဆက်အောင်မိမိကိုယ်ကို ပြင်ဆင်ပါတယောက်တည်းနေဒိတ်စိတ်တည်းထားရင်တခဏပဲပျော်နိုင်ပါလိမ့်မယ်တသက်တာပျော်ရှင်နိုင်ဖို့ဆိုရင်တော့လူတွေသွားပါ လူတွေနဲ့ပေါင်းသင်းဆက်ဆံပါဆက်ဆံရေးကောင်းတွေဖန်တီးပါ အချိတ်ဆက်ကောင်းတွေရအောင်လုပ်ပါလူကြီးသူကောင်းတွေနဲ့မဖြစ်မနေပေါင်းသင်းပါချင်းကပ်ပါချိတ်ဆက်ပါ အကျင့်ကောင်းအကျံကောင်းတွေကိုအတုယူကူးယူပါမကောင်းတဲ့အတွေးတွေစိတ်ပင်ပန်းဆင်းရဲစရာအမြင်တွေမကောင်းတဲ့အကျင့်တွေရဲ့စွဲငင်မှုနောက်မပါစေနဲ့အတင်းယုံထွက်ပါဝမ်းနဲ့နေသူရဲ့အမြင်မှာပတ်ဝန်းကျင်က စိတ်မချမ်းမြေ့စရာတွေညာနေတတ်တယ်ဒါပေမဲ့ပျော်ရွှင်နိုင်သူရဲ့အမြင်မှာတော့ပတ်ဝန်းကျင်ကဘလောက်ပဲအနှိဋ္ဌာယုံနေများနေပါစေစိတ်ချမ်းသာစရာအချက်လေးတွေမြင်နိုင်တွေ့နိုင်တဲ့အစွမ်းတတ္တိရှိပါတယ်ဒါကြောင့် ကံကောင်းသူတွေနဲ့ပဲပေါင်းသင်းပါမစင်နဲ့အစွဲမခံပဲရင်မွေးအထုံသာ ကူးဆက်ပါစေသူများကံကြောင့်ကိုမခံရပါစေ